ဒီ battery inverter လေးကိုကျွန်တော်ဘယ်လိုမျိုးတွဲပြီးတော့ကျွန်တော်ဒီ AC input output တွေကျွန်တော်ချိန်ပေးထားတယ်ပြီးတော့ air con မှာကျွန်တော်ဆန်းသုံးပြအောင်ဗျအားလုံးစောင့်မျှော်နေတယ်ကျွန်တော်ဒီစင်မှာ promotion ကြီးလာပြီเนาะမိတ်ဆွေတို့ကျွန်တော်ဒီ budget ကိုကျွန်တော်ဒီ set ဖြည့်ရမယ်ပြီးတော့ကျွန်တော်ဒီ battery ကိုလည်းကျွန်တော်ဒီ3.4 AA ကိုသုံးရမယ်ကျွန်တော်ဒီ battery inverter 1 set အတွဲလေးကိုမှလိုချင်နေဆိုရင်ကျွန်တော် live ပြပေးမယ့်အတွဲလေးကိုကြည့်လိုက်ပါခင်ဗျာ ကျွန်တော်ပြပေးချင်တာကကျွန်တော်ဒီမှာဘက်ထရီမာတာတွဲလေးမှာမှာကျွန်တော်ဒီရိုမန်တွဲပေါ့နော်ရိုမန် 6K နဲ့ကျွန်တော်ဘက်ထရီက 3.4A ပါခင်ဗျအဲဒီဘက်ထရီမာတာလေးကိုကျွန်တော်ဘယ်လိုမျိုးတွဲပြီးတော့ကျွန်တော်ဒီ AC input output တွေကျွန်တော်ချိန်ပေးထားတယ်ပြီးတော့ air gun မှာကျွန်တော်ဆန်းသုံးပြအောင်ခင်ဗျကျွန်တော်လည်းလက်ကြည့်အောင်နော်ကဲကျွန်တော်ခုဒါဘက်ထရီဆက်ဖွင့်ပေါ့နော်ပြီးရင်ကျွန်တော် breaker တင်မယ် okay ဘက်ထရီကဆက်ပြီးတင်လိုက်တာနဲ့ကျွန်တော်ဒီလို LED မီးလေးကျွန်တော်၃ညောင်လာတယ်ပေါ့နော်အဲဆက်ခွင့်ကျွန်တော်ဖွင့်ပြီး ဟုတ်ပြီကျွန်တော် inverter ပါထပ်ဖွင့်ပြီဗျာ Okay inverter ပွင့်တဲ့ချိန်မှာသူကတမ်းမပွင့်ဘူးเนาะဒီ second ဆောက်ခိုင်း second ဒီ6 second လောက်သူဆောက်ခိုင်းတယ်ဗောနော်အရင် major system ဗောနော်စင်တာတဲ့ဒီ breaker လေးတွေကိုကျွန်တော်ပြရင်မယ်အဲ chain break ကပါမယ်ဒါ output ပါမယ်ဒါ input ပါမယ်ဗောနော်ကျွန်တော်ခုဒါ output ကိုကျွန်တော်ထုတ်ပြမယ် Okay output breaker တင်ပြီးသွားတယ် ကျွန်တော် air con ဖွင့်ပြရင်ပေါ့နော် okay temperature ကိုကျွန်တော်ဒါ imbalance နဲ့ဒါသုံးလိုက်မယ်ပေါ့နော် air con ကိုကျွန်တော်ဒါ air con ဒါတစ်ကောင်ခွဲပေါ့နော်တစ်ကောင်ခွဲကိုကျွန်တော်ဒါဆန့်ပြပေးရအောင်ကဲကျွန်တော်တို့ဒါ output ပြီးတော့ရင်ကျွန်တော်တို့ဒါ AC input ပေါ့နော်ဒါ battery ကိုကျွန်တော်အသစ်မယ်ဟုတ်ကြပေကတင်လိုက်ပြီပေါ့နော်ပါရာမန်ကကျွန်တော်ဒီ AC အဝင်ဆိုင်းကျွန်တော်တို့ပေါ်လာမယ်ပေါ့နော်ပြီးရင်တော့ကျွန်တော်ဒါဘက်ထရီကိုကျွန်တော်အသိမ့်ပေါ့နော်ကျွန်တော် air con လဲကျွန်တော်ဆန်းပြပြီးပေါ့နော်အာမခံနဲ့ပတ်သက်ပြီးကျွန်တော်ပြပြရင်မယ် အင်ဗာတာကိုကျွန်တော်တို့အာမခံတွေးရအပြစ်ပေးတယ်ဘက်ထရီကကျွန်တော်တို့10နှစ်ပေးတယ်ဗျာ10နှစ်လုံးလုံးကျွန်တော်တို့ဒါပေးထားတယ်ပေါ့နော်5 plus 5ပေါ့အဲ့တော့ဒီအတွဲလေးကိုကျွန်တော်မိတ်ဆွေတွေဈေးနှုန်းကကျွန်တော်ဒီ promotion ချပေးရတဲ့ဈေးနှုန်းနဲ့ကျွန်တော်တွဲပြောပြမယ်နော် အဲမူရင်းဈေးကကျွန်တော်တို့83သိန်းလောက်ကြားတဲ့အတွဲကိုကျွန်တော်တို့89သိန်းနဲ့ကျွန်တော်တို့ရရှိမှာပဲဖြစ်ပါတယ်ခင်ဗျအားလုံးကျွန်တော်ဒီလိုမျိုး breaker box တွေပါမယ် inverter battery ကျွန်တော်ဒီလိုကြိုးတွေကျွန်တော်တို့ပြီးသွားရင်လာဆယ်မဲ့ကျွန်တော် insulation ခြားချက်တွေပါအကုန်အပီးစီးကို89သိန်းနဲ့ရမှာပဲဖြစ်ပါတယ်ခင်ဗျဒီ inverter battery အကြောင်းလေးကိုကျွန်တော်သိချင်တယ်ဆိုရင်ကျွန်တော်ဒီချက်ပေါက်မှာပဲဖုန်းလေးဆက်ပြီးတော့အသေးစိတ်မေးမြန်းနိုင်ပါတယ်ခင်ဗျကျေးဇူးတင်ပါတယ်